မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတရုတ်ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီအခြေစိုက်စိန်လုံတောင်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကဒီကနေ့ April 1ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက်ကြောင့်ဗမာမျိုးကနေပြီးတော့လွယ်ကျေကုန်သွယ်ရေးစခန်းကိုတွားရလမ်းကြောင်းဟာယာယီလမ်းပိတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မိုးမောက်မြို့နယ်မှာရှိတဲ့စိန်လုံတောင်စစ်ကောင်စီဗျူဟာဂုံးကိုဒီကနေ့ဧပြီလ၁ရက်နေ့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းမဟာမိတ်တော်လှန်ရေးအဖွဲ့တွေကအပိသက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။ဗမော်လွဲကျဲလမ်းကြောင်းလောလောဆယ်ပိတ်ထားလို့ကားသမားတွေစိတ်ညစ်နေကြတယ်။ဗမော်ကနေပြီးတော့စိန်လုံတောင်ကိုကြော်လို့မရဘူး။အဲ့ဒီမှာစစ်ကောင်စီတပ်စခန်းကစိန်လုံတောင်မှာပတ်စံတွေမတရားတောင်းတယ်။အခုလို့အသိမ်းခံလိုက်ရတာကောင်းတယ်လို့ဗမော်မြို့ကန်တအူးကပြောပြထားပါဗျ။ဗမော်မိုးမောက်လွဲကျဲလမ်းဟာ56မိုင်၄ဖာလုံกว่าဝေးပြီးတော့ ဗမော်ကနေမိုးမောက်အထိ9မိုင်မိုးမောက်ကနေကြောက်စခန်းအထိ2မိုင်ကြောက်စခန်းကနေလော်တန်အထိ17မိုင်လော်တန်ကနေပြီးတော့စိန်လုံအထိ10မိုင်စိန်လုံကနေရောယုံအထိ18မိုင်ရောယုံကနေလွယ်ကျဲအထိ9မိုင်၄ဖာလုံရှိတယ်လို့သိရပါတယ်လွယ်ကျဲကုံသွဲရေးစခန်းကနေစင်တရုတ်နိုင်ငံကိုမြန်မာပြည်ဘက်ကနေအများဆုံးတင်ပို့တဲ့ကုန်စည်ရင်းတွေကတော့စံစကွဲပြောင်းတ िश ူးငပြောငဖရဲသည်ရာဘာတို့ပါဝင်ပြီးတော့တရုတ်ပြည်ဘက်ကအများဆုံးတင်သွင်းတဲ့ကုန်တွေကတော့မြေစီဘီလက်မြေ ်ခြီတယ်လေယာသုံးပစ္စည်းမော်တော်ဆိုင်ကယ်တို့ပါဝင်တယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့စစ်မြေပြင်အင်ဂျင်နီယာဂျီတက်ကိုရခိုင်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမ်းမြို့ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဂျီတက်နဲ့ရခိုင်တပ်တော် AA တို့ဟာမတ်လ31ရက်နေ့ညနေ9:00နာရီခွဲကစတင်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့အမ်းမြို့ကန်တအုပ်ကသတင်းပေးပို့လာပါတယ်မတ်လ31ရက်နေ့ညနေ9:00နာရီခွဲကနေ ြေးတက်တဲ့အနီးတဝိုက်မှာရှိတဲ့တောင်တန်းတွေမှာဖြစ်နေတာပါအဲ့ဒီတက်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ကန့်နေပြီထောက်ဖို့တက်ရဲ့အနောက်ဘက်မှာရှိတာပါအပြန်လန်ပြစ်ခတ်နေကြတာတညာလုံးလဲတိုက်ပွဲတွေပြင်းထန်နေတယ်ဒီနေ့မနက်7နာရီအထိကိုပြစ်ခတ်နေတုံးပဲလို့ပြောဆိုခဲ့ပါတယ်အမ်းမှာဒီကနေ့ AP လတရက်နေ့ဆိုရင်စစ်ကောင်စီကလေရင်များစစ်ရေရင်များနဲ့ပြစ်ကူတိုက်ခိုက်နေတာဟာ၃ရက်ဇက်တိုက်ရှိနေပြီလို့သိရပါတယ်စစ်ကောင်စီရဲ့ရေချောင်းလေချောင်းနဲ့ကုန်းချောင်းကနေပြစ်ခတ်နေတာ၃ရက်လောက်ရှိနေပြီကန်ထောင်ကြီးမြို့ကိုပြစ်လိုက်ဂဇူကိုင်းဘက်ကပြစ်လိုက် ဒါလက်ဘက်ကိုပြစ်လိုက်နဲ့ကောင်းရှောက်ကိုလူနေတဲ့ရွာတွေဘက်ကိုပြစ်နေတာအဲ့ဒါကြောင့်ရခိုင်တပ်တော်အေအေကပြန်ပြီးတော့စစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်နေတာထင်တယ်လို့ပြောဆိုခဲ့ပါတယ်မြေပုံမျိုးနယ်မှာရှိတဲ့နောင်တော်ကြီးနဲ့နောင်တော်ငယ်ပင်လယ်ဘက်ကလည်း Navy ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့ပြီးတော့အန်တမိုင်ကုန်းခမရ3ခွန်တက်လက်နက်ကြီးတပ်တိုင်းဌာနချုပ်ဂဇူကိုင်းတောဟိန်တောင်ဘျူဟာအပြင် Jet Fighter လေယာဉ် MI 35တွေနဲ့လည်းလက်နက်ကြီးကြီးများနေစဉ်ရက်ဆက်ပြစ်ခတ်နေတယ်လို့အန်ဒေတာကန်တအူးကသတင်းပေးပို့လာပါတယ် ဆောက်လုပ်ရေးအင်ဂျင်နီယာတက်ဂျီတက်ဟာထောက်ပို့တက်ခမရ3ခုနဲ့နဲ့ဆက်သွယ်ရေးတက်အနည်းမှာတည်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။အန်အခြေဆိုင်ခမရ3ခုနဲ့နဲ့ထောက်ပို့တက်မှာရှိတဲ့မိသားစုဝင်တွေဟာမက်စလာ28ရက်နေ့ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတက်ဆုပ်ပြီးတော့ပူးပေါင်းသွားခဲ့တယ်လို့သိရပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနည်းမှာတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်မြို့ပေါ်ကပြည်သူတချို့နဲ့အနီးတစ်ဝိုက်ကခြေရွာတွေကတချို့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်စစ်မှုရန်ဟောင်းအင်အားအနီးစစ်တပ်ရှိမှရှိတဲ့ကိုလုံကွင်းရက်ွက်ရုံမှာဒီကနေ့မနက်ပိုင်းကဘုံပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လတရက်နေ့မနက်09:45မိနစ်အချိန်မှာမော်ဘီမြို့နယ်စစ်တပ်ရှိစစ်မှုရန်ဟောင်းအင်အားအနီးကိုလုံကွင်းရက်ွက်ရုံပတ်ဝန်းကျင်မှာဘုံပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘုံပေါက်ကွဲတဲ့အတန်အကျယ်ကြီးနှစ်ချက်ဇက်တိုက်ကြားခဲ့ရတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ် ရဲဘော်ဈေးမှတ်တိုင်အနီးမိုးဆိုးမအင်ယာစစ်မှုရန်ဟောင်းအင်ယာအနီးဘုံနှလုံးပောက်ကွဲပါတယ်လူအထီးကိုက်ရှိမရှိတော့မသိရသေးဘူးအတန်ကတော့တော်တော်ကျယ်တယ်ဘသူမှအဲ့ဒီနားမသွားရဲတော့အထီးကိုက်ရှိမရှိတော့မသိရသေးဘူးစစ်တပ်ရှေ့လဲဖြစ်နေတော့ဘသူမှထွက်ကိုမကြည့်ရဲတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်မော်ဘီမြို့နယ်ကပြည်သူတို့ရဲ့အဆိုအရစစ်တပ်ကရက်ကွက်ရုံးကိုလာရောက်စစ်ဆေးမှုတွေလှုပ်ဆောင်သွားခဲ့တော့လေဖမ်းဆီးမေးမြန်းမှုမျိုးလှုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီဘက်ကအကြောင်းမဲ့တတ်တတ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မုံမောင်းမြို့နယ်မှာဒီကနေ့မနက်တနားရီအချိန်ကပြည်သူ၅ဦးသေဆုံးပြီးတော့၃ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျမ်းမိုင်ဘုံချေးရွာအနီးလမ်းမပေါ်မှာစစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ကုံကားမောင်းနဲ့အမျိုးသား၅ဦးသေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲလည်းဖြစ်ပွားတာမဟုတ်ဘဲနဲ့ဘုံလာကျဲချသွားတယ်။စိတ်မကောင်းလိုက်တာဗျ။ဘုံကလည်းလမ်းမပေါ်မှာမြေကြီးတောင်ခြိုက်သွားတယ် ဘုံကျဲတာကတော့တလုံးပဲဟုတ်တယ်အဲ့ဒီပပတ်လဲကတော့ပါသွားတာဗောအနည်းဆုံးကကားကတော့ပျက်စီးသွားပြီအဲ့ဒီကားပေါ်မှာအိတ်နေတဲ့ကားသမား၃ဦးကပွဲချင်းပြီးတေသွားတယ်တေသွားတာတော့မှ6ရောက်တစ်ချမ်း9တစ်ချမ်းနေဖြစ်ပြီးတော့တေသွားရတာလို့ပြောဆိုခဲ့ပါတယ်လေချောင်းတိုက်ခတ်မှုကြောင့်တေဆုံးသွားတဲ့သူတွေဟာဘယ်သူဘဝဖြစ်လဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကလွယ်ကျယ်မြို့ကနေဆင်းလာတဲ့ဂုံကားတွေကိုတိုက်ခိုက်ခြင်းဖြစ်ပြီးတော့ပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်မှုဖြစ်တယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကတုံ့တက်ပြောဆိုထားပါတယ်လွယ်ကျယ်ကနေထွက်ပြေးလာတဲ့ဂုံကားကြီးတွေ ကားသေးတွေလည်းပါတယ်ပြည်သူတွေထွက်ဖို့လမ်းကအဲ့ဒီနေရာပဲရှိတော့အဲ့ဒီနေရာကိုချိန် ပြီးတော့ပြစ်တာနေမှာစစ်မြေပြင်လည်းမဟုတ်တဲ့နေရာတွေပြည်သူတွေထွက်လာတဲ့နေရာကိုတမင်ဘုံကျဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်ပြင်းထန်စွာဒဏ်ရာရရှိတဲ့ပြည်သူ၃ဦးကိုလည်းစေကူတမှုတွေခံယူနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ match 26ရက်နေ့ကလည်းဗမော်မြို့နယ်အတွင်းမှာရှိတဲ့ ်နောင်လိုက်ကြေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီဘက်ကတိုက်လေရင်နဲ့ဘုံငါလုံးကျဲချခဲ့တဲ့အတွက်ကြောင့်အမျိုးသမီးတအူးသေဆုံးပြီးအမျိုးသားတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခမောင်နောက်ထပ်တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့စီးရုံနဲ့မန္တလေးဂိတ်ကို PDF တပ်ဖွဲ့တွေကဒပြိုင်နက်ထဲဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့လောက်ဝကရုံနဲ့စီးရုံတွင်းမှာရှိတဲ့စစ်သားတွေနေထိုင်ရာအဆောက်အုံတချို့ကိုမိရှို့ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ28ရက်နေ့မွန်လွဲ2နာရီအချိန်ကမြန်မျိုးပေါ်မှာရှိတဲ့မန္တလေးအထွတ်အရှိတ်ဂိတ်ကိုအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတနအိုင်ကန်ကြောင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မြန်မျိုးစေးယုံတဲ့အထီကိုဝင်ရောက်ပြစ်ခတ်တဲ့အချိန်မှာတနက်ကကြီမထွက်တဲ့အတွက်ကြောင့်စစ်သားများကပြန်လည်ပြစ်ခတ်ရမှာပြည်သူကာကွယ်တပ်ဖွဲ့ဝင်2ဦးအနည်းငယ်ဒဏ်ရာရရှိခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေတပ်ဆွဲနေထိုင်ရာ ဆေးရုံဝင်အတွင်းမှာရှိတဲ့အဆောက်အုံနဲ့လာဝကရုံးကိုမိရှုဖြတ်စည်းနိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေလည်းထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ပြန်လည်ဆုတ်ခွာလာပြီးတဲ့နောက်မှာနာမခတပ်တွင်းကနေပြီးတော့လေရင်ပစ်ကူတွေရောက်ရှိလာပြီးမြိုင်မြို့အရှိတ်ဘက်တဝိုက်ကိုလေရင်နဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖအဖွဲ့ကိုဘာကြအဖွဲ့ MVP Revolution Force နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ ပေါ်ပြည်သူလူထုရဲ့အသေးနှလုံးလို့တင်စားကြရတယ်။စီဆိုင်မျိုးပေါ်ကဇဝနာယာမပရိယတ်တိစာတင်လိုက်ကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ဒရုန်းတွေကိုအသုံးပြုပြီးတော့မက်စလ29ရက်နေ့ညပိုင်းကဖြိုချဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇဝနာယာမပရိယတ်တိစာတင်လိုက်ဟာစီဆိုင်မျိုးဂုံဆောင်တာသနအဆောက်အဦဖြစ်တဲ့အပြင်တန်ဃာအပါ900ကျော်ကိုပရိယတ်တိဗုဒ္ဓစာပေတွေကိုတင်ကြားပေးနေတဲ့ဖုံးတော်ကြီးကြောင်းလည်းဖြစ်တာကြောင့်ပေါ်ပြည်သူတွေလေးစားအားထားရတဲ့ဖုံးကြီးကြောင်းတိုက်ဖြစ်တယ်လို့ပေါ်လူမျိုးဒေသခံတအူးကပြောပါရယ်။ အဲ့ဒီចောင်းတိုက်ကိုစစ်ကောင်စီနဲ့ပြည်သူစစ်တချို့ကဖြိုချဖို့အတွက်စတင်နေအဲ့ဒီညမှာပဲလက်နက်ကြီးတွေ drone တွေနဲ့ပြစ်ချခံလိုက်ရတာနောက်နေ့မနေ့ကျတော့ကိုပိုင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတွေလာပြီးဓက်ပုံရိုက်ပျက်စီးသွားပြီဆိုပြီးတင်လိုက်တာပဲဒီចောင်းကပိုးလူလူရဲ့အသေးနှလုံးလို့ပြောရင်မမှားဘူးဆရာတော်ကြီးကအမျှော်မြင်အရန်ကြီးတာဘတ်မလိုက်ဘူးလို့သူကပြောပြလာပါတယ်စစ်ကောင်စီအနေနဲ့ဖုံတော်ကြီးចောင်းကိုဒီလိုဖြိုချတာဟာ PNL ဘက်ကိုအပြစ်လွှဲချခြင်းတာကြောင့်ဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကသုံးသပ်ပါတယ် စီဆိုင်မြို့မှာစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ drone ပစ်ခတ်မှုကြောင့်စီဆိုင်ဖုန်ကြီးကျောင်းအပါအဝင်လူနေအိမ်900နီးပါးဟာမီးလောင်ပြကြပျက်စီးခဲ့ရတယ်လို့စီဆိုင်တိုက်ပွဲကိုလေးလာစောင့်ကြည့်သူတွေကပြောပါတယ်။ဇန်နဝါရီလနောက်ဆုံးအပတ်ကနေပြီးတော့မက်စလာကုန်းအထိနှစ်လကျော်ကာလအတွင်းမှာစစ်ကောင်စီရဲ့တိုက်လေရင်ရဟတ်ရင် drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ထိခိုက်ပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။စီဆိုင်မြို့တွင်းကိုပျက်စီးပြန်ယူတဲ့စစ်ဘေးရှောင်တအုပ်ကအကုန်လုံးနီးပါးရစရာမရှိအောင်ကိုဖြစ်သွားပြီးတချို့ကျောင်းဆောင်တွေကမီးလောင်ပုံထိတယ်တချို့ကလေကြောင်းပြစ်လို့ ဘုံတံတွေတုံခါမှုဒံတွေနဲ့အတွင်းရောအပြင်ရောအကုန်ထိကုန်တာပေါ့လို့ပြောပြခဲ့ပါဗါးစစ်ကောင်စီရဲ့အခုလိုလုပ်ရဟာတော်လိုင်းအင်အားစုတွေနဲ့ပြည်သူလူထုကြားမှာတက်ရှူသွေးခွဲတာဖြစ်ပြီးတော့ပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့ဝါဒမှိုင်းတွေကိုတရီထားကြဖို့ကိုပေါ့အမျိုးသားလွတ်မြောက်ရေးတက်မတော် PNL ရဲ့စစ်ဘက်ဆိုင်ရာပြောရင်းဆိုခွင့်ရှိသူတို့ကပြောပြခဲ့ပါဗါးဒီလိုမျိုးအဆောက်အဦးကြီးတွေကိုကြီးကြီးမားမားထိခိုက်ပျက်စီးစေလိုတဲ့ပေါင်900ဘုံတွေကတော်လိုင်းအဖွဲ့တွေစီမှာမရှိပါဘူးဒါကိုပြည်သူလူထုကလည်းသိပြီးသားပါစစ်အာဏာရှင်နဲ့ပြည်သူစစ်ကို ဝါရဖြန့်ပေးနေတဲ့သူတွေကလည်းကျွန်တွေကကျွန်အလုတ်ကိုလှုပ်တာဖြစ်တဲ့အတွက်ကြောင့်ဘာမှမထူးဆန်းပါဘူးလို့သူကပြောပြခဲ့ပါတယ်။နှစ်လကျော်တိုက်ပွဲကာလအတွင်းမှာစီဆိုင်မျိုးရဲ့သုံးပုံနှစ်ပုံခန့်ဟာမီးလောင်ပြကြပျက်စီးခဲ့ရပြီးတော့စစ်ကောင်စီပို့ပြည်သူစစ် PNO ပူးပေါင်းတပ်တွေဘက်ကမြို့ကိုပြန်ရဖို့အတွက်ကြိုးစားနေတာကြောင့်နေ့စဉ်နီးပါး PNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။